ီဘေးရင်ကြီးရွာမှာကျွန်တော်ရောက်တဲ့အခါမှာကြီးရွာရဲ့ထိတ်မှာဘုံကြီးနှစ်ပါးကဒါနှစ်ရက်သုံးရက်ရှိနေပါပြီစောင့်နေတာဒကမာကြီးနှုတ်ခွန်းဆက်စကားလေးပြောပြပါဦးဆိုတဲ့အခါမှာဒါဒီကတော့ကားလေးအချိန်တက်ခါချီသေးတယ်နောက်မှာပါလာတဲ့ခုနတော့ကရဟန်းတုလေးနောက်ပြီးတော့စွမ်းအားရှင်လေးတန်ခါကြီးရဲ့အသင်းလေးဒါအားလုံးကနေပြီးတိုက်ခိုက်လာတဲ့ အဲ့ဒီချိန်ကျမှဒါကျွန်တော်တို့ကိုဒါလှုပ်ကြံမှုတက်ဖြတ်ဖို့ဆိုတာကိုစတင်ပြီးတော့ကျွန်တော်တို့ပြီးခဲ့ရတယ်။ဟိုတပင်းလှုပ်ကြံတက်ဖြတ်မှုကအခုမေလ30ရက်နေ့မှာဆိုရင်22နှစ်ပြည့်ပြီပေါ့နော်။ဆိုတော့အဲ့ဒီကာလတော့ကဒေါက်ဆန်စုကြည်အသက်ဘေးကနေလွတ်မြောက်ဖို့အဓိကအားထုတ်ခဲ့တဲ့သူတယောက်အနေနဲ့အခုအနေနဲ့ကပါတီနဲ့ဘလို့ဆက်ဆက်ပြီးတော့အန်တီကာကိုမောင်းပြစ်သွားတာလဲ။ဟုတ်ကဲ့။ကျွန်တော်ရဲ့အပေကတော့အာဒီ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာမလေးတိုင်းရဲ့ဗန္ဓာရေးတာဝန်ယူထားတဲ့ဗန္ဓာရေးမူဥဒါဥက္ကိုကြီးဒါဖြစ်ပါတယ်။ဒါဥက္ကိုကြီးရဲ့ဟာဟိုဟာပေါ့နော်ဒါဒီတိုင်းဟိုတိုင်းမှာတာဝန်ထမ်းဆောင်နေစဉ်အတွင်းမှာဒါဒေါ်စားစုကြည်ရဲ့ဒါခီးစဉ်မှာကောင်းမောင်းမှုပေါ့နော်ဒါစိတ်ချရတဲ့သူကောင်းမောင်းကြွကျင်တဲ့သူတွေဒါလိုအပ်ပါတယ်။ ဆိုတဲ့အခါမှာကျွန်တော်တို့ညီကိုနှစ်ယောက်ကိုအဲဒါပေးပို့ပါတယ်ဒါစိတ်ချရတယ်ဆိုတဲ့အခါမှာကျွန်တော်တို့ဒါအဲ့ဒီချိန်ကနေစပြီးတော့တောင်ဆန်းစုကြည်ရဲ့ဒါကားကိုစမောင်းဖို့အတွက်ဒါဖြစ်လာတာပါဗျဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အကိုအဲ့တော့အကိုကဒီဟိုចောင်းသားပဲတက်ကူចောင်းသားပဲရှိသေးတယ်နော်ဥပဒေဥပဒေဒုတိယနှစ်ထင်တယ်ဟုတ်ပါတယ်ဗျကျွန်တော်ဥပဒေဒုတိယနှစ်ចောင်းသားပါဗျဟုတ်ကဲ့ဆိုတော့အဲ့ဒီတော့ကဒီ အဲအဲ့ဒီခီးစင်မှာပေါ့လေလုတ်ကြံမယ်ဒေါ်သန်းသူကြီးကိုလုတ်ကြံတိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေအကိုတို့ကြုံမရခဲ့ဘူးလားဟုတ်ကဲ့သတင်းကကြုံမရဘူးလားဆိုတော့ဒီလိုပါကျွန်တော်တို့ခီးစင်စထွက်ပါတယ်စကိုင်းနောက်ပြီးတော့ကချင်ပြည်နယ်နောက်ပြီးတော့ကျွန်တော်တို့ဒီမိုးကုတ်တို့မိုးမိတ်တို့ဒါဒီမိုးမိတ်မိုးကုတ်အဲ့ဒီကနေပြီးမှတပိတ်ချင်းတပိတ်ချင်းကနေပြီးတော့မန္တလေးတဲ့ကိုပြန်ဝင်ပါတယ်မန္တလေးကနေပြီးတော့စကိုင်းတဲ့ကိုထွက်တဲ့အချိန်မှာ ဒါလုံးကြံတက်ပြတ်မှုတွေကကျွန်တော်ခံခဲ့ရပါတယ်အဲလမ်းတစ်လျှောက်လုံးမှာကလည်းပဲဒါကျွန်တော်တို့ဒါမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်းပဲဒါလူငယ်ပြည်လဲဖွဲ့စည်းရေး နောက်တစ်ခုက ကြတော့ကျွန်တော်တို့ဒါအိုက်ပုတ်ဒီတချို့ဒါဘောဟောင်းနှဲပြည့်စည်နေတဲ့ဆိုင်ပုတ်တွေဆိုင်ပုတ်တင်အခမ်းအနားတွေဒါတွေကိုတနိုင်ငံလုံးအတိုင်းတာနဲ့ကျွန်တော်တို့ပြန်လဲဆောင်ရွက်ဖို့အတွက်ဒါသုရရဲ့ခွင့်ပြုချက်နဲ့ပဲ ခီးစဉ်မျိုးကိုစတင်လွတ်ပတ်ခဲ့ပါတယ်အဲအဲ့ဒီလိုလဲပတ်ပြီးတော့တွားနေတဲ့အခါမှာဣသူလူလူရဲ့ဒါတော်စားစုကြည်ရဲ့အပေါ်မှာထားတဲ့စေနာမြေတာပေါ့နော်ဒါဣသူလူလူကိုထောက်ခံကြိုးလိုတဲ့အင်အားကအစားတဲ့တစားတမျိုးထက်တမျိုးမှာပို့ပြီးတော့မြားပြလာပါတယ်ဒါအမကန်းလိလိပါမျိုး9မိနစ်လောက်တွားတဲ့ဒါနေရာတွေကိုကျွန်တော်တို့တနအီလောက်ကားကိုမောင်းခဲ့ရပါတယ်ပြည်သူလူထုကအဲအဲ့ဒီရ ်ပြည်သူလူထုရဲ့ကျွန်တော်တို့အားပေးထောက်ခံမှုတွေကမြို့တိုင်းလူလူဟိုပါတော့နေတိုင်းလူလူမှာဟာဟိုတိုးတိုးပြီးတော့ပို့ပြီးတော့များလာတယ်ညလာတဲ့အခါမှာကျွန်တော်တို့ဒီဟာသူတို့စိုးရိမ်တဲ့အနေအထားမျိုးဖြစ်လာတာလားဘာမို့သူတို့ရဲ့ဒီအာဏာကိုဒါစိုးရိမ်တဲ့အနေအထားမျိုးရှိလာတယ်လို့သူတို့ယူဆတယ် ਨੇ တူပါတယ်ဒါစတင်ပြီးတော့ဒါပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းကိုစတင်ပြီးတော့ဒါနှောက်ယှက်ခိုင်းတယ် နောက်တစ်ခုကကြတော့ဒီလက်ပတ်နေပေါ့အရင်တော့ကတော့စွားရှင်ပေါ့စွားရှင်တွေကိုလည်းပဲနောက်ဆက်မှုတွေကိုစပြီးတော့အာဆောင်ရွက်စီခိုင်းခဲ့တယ်အဲမြို့အဝင်နဲ့မြို့အထွက်တွေမှာပဲလမ်းကုလက်တွေမှာဒီလိုနောက်ဆက်မှုတွေကိုအာဆောင်ရွက်လာခဲ့ပါတယ်အဲတဏီယာရောက်ရင်လည်းအတဏီယာပေါ့နော်မြို့ဝင်မှာလည်းပဲအဲ့လိုနောက်ဆက်မှုတွေနောက်တချို့ချင်းပြည်နယ်တွေကနေထွက်ပြီးတဲ့နောက်ပိုင်းမှာလည်းပဲအ ပုံမူပြီးတော့စူဝါလာတယ်။နောက်မိုးကုတ်မိုးကုတ်ကနေပြီးတော့ကျွန်တော်တို့တပိတ်ချင်းမရေယာသင်ကူးမရေယာလမ်းကြောင်းမှာလည်းပဲဒါစပြီးတော့ဒါနှောက်ချက်လာတယ်။လာရောက်ပြီးတော့ဆိုတဲ့ဒီဟွာပေါ့နော်ဒါပြည်သူလူထုကိုတော့မှရန်ရှာတဲ့အစိတ်မျိုးထီဖြစ်ပါတယ်။အချို့ကွားတွေနဲ့ထူတာမျိုးချို့ကားနဲ့လိုက်တိုက်တာမျိုးဒါမျိုးတွေအစိတ်ထီကျွန်တော်တို့ဒါကျွန်တော်တို့ရင်နှန်းအပေါ် နှောက်ယှက်မှုတွေဒါဆက်ပြီးတော့ဆောင်ရွက်ခဲ့တယ်ဆိုတာကိုတွေ့ကြရတယ်။အဲအဲ့ဒီကနေပြီးတော့ကျွန်တော်မန္တလေးကိုပြန်ဝင်တယ်။မန္တလေးမှာလည်းပဲဒီလိုပဲလူုပ်ကြီးတွေကိုဒါကာကြီးမောင်းတင်လာတာမျိုးတို့ဒါကြီးဒီကြက်ခိုင်ရဲ့အတင်းနေနဲ့နောက်တစ်ခုကကြတော့ကျွန်တော်တို့စွမ်းအားရှင်တွေအပါဝင်ပေါ့အားလုံးကတော့ဒါနီးမျိုးစုံနဲ့နှောက်ယှက်မှုတွေတော့ပြုလာတယ်။နောက်တရင်ကကျွန်တော်တို့ဘာကိုစကြလဲဆိုတော့ ဘုန်းကြီးဝိတ္တေပေါ့နော်ဒါဒီတန်ခါဘုန်းကြီးတွေရပါဒီနောက်ပိုင်းအကျူတော်မှုတွေဒါဒါဒါဒီလမ်းမှာပေါ့နော်ဒါဒီနှုတ်ဆက်မှုတွေကအရှိလာတဲ့အပေါ်မှာသူတို့ကဘုန်းကြီးတွေကိုတံပြန်နေနဲ့ဘုန်းကြီးအတုပေါ့ဘုန်းကြီးအတု ဖန်ဆင်းနေဒါကရုံးတွေကိုချက်ချင်းတုံးနေဆွမ်းအရှင်တွေကိုချက်ချင်းတုံးပြီးတော့သင်္ကန်းအစ်စ်တွေဝတ်ပြီးတော့ဗလန်းလုံးဖြန့်ထားတယ်ဆိုတဲ့သတင်းရတော့ကျွန်တော်တို့ကြားပါတယ် မုံရွာမှာမုံရွာမှာထွက်တယ်မုံရွာထွက်ပြီးဘုဒ္ဓလင်ကိုဝင်တယ်ဘုဒ္ဓလင်ကနေပြီးတော့ဒီတရင်ကိုကြားပါတယ်အဲလမ်းမှာစောင့်နေကြတဲ့အဖွဲတွေကြားတယ်လောက်ကြံမယ်ဆိုတာထက်ကိုသူကစောင့်ပြီးနှောက်ရက်မယ်ဆိုတာလောက်ပဲကျွန်တော်တို့ထင်ခဲ့တာပေါ့နော်ထင်ခဲ့ပါတယ်တရင်ကတော့ကြားပါတယ်နောက်ကျွန်တော်တို့ဒီရှေ့ပြေးလွတ်လိုက်တဲ့ဟိုပေါ့နော်တိုင်းလုံးမှုဆောင်တွေနောက်ပြီးတော့ရှေ့ပြေးအဖွဲတွေအားလုံးကလည်းပဲပြန်ရောက်မလာတဲ့ခါမှာတရင်က ပို့ပြီးတော့တိကျတဲ့အနေအထားမျိုးတော့ရှိလာတယ်။နောက်ပြီးတော့လမ်းမှာဆိုလို့ရှိရင်လည်းပဲအာကရုံစိမ့်တွေပေါ့ကရုံစိမ့်ဆိုတာကချက်ချင်းတုံးပြီးတော့ချက်ချင်းဝတ်ထားတဲ့အာတင်ငန်းစိမ့်တွေနဲ့ဟိုဘုံကြီးအတုတွေကိုလည်းပဲအာတွေ့နေရတဲ့အနေအထားမျိုးတော့ရှိတယ်။နောက်သတင်းတွေတော့လာပို့ပါတယ်ဘုံကြီးအတုတွေအာကာဒစီနဲ့ရှေ့ကနေပြီးတော့သွားလိုက်ကြပြီဆိုတော့ပြည်သူလူထုရဲ့အာသတင်းပေးမှုတွေလည်းပဲကြားရပါတယ် အဲ့ဒီမေလာ30ရက်နေ့အဖြစ်ပြက်ကိုလေအကိုမတ်မိတဲ့လောက်လေးပြောပြပေးပါလားလမ်းမှာကျွန်တော်တို့သတိနဲ့တော့သွားပါတယ်ဒါနေမွင်ခင်တော့ကျွန်တော်တို့အရောက်သွားမယ်ဆိုပြီးတော့ဒါဘေးရင်ကို နေမွင်နေခင်မှာကျွန်တော်တို့အရောက်သွားမယ်သွားပြီးပြီဆိုလို့ရှိရင်လိုအပ်တဲ့ဒါဖွဲ့စည်းမှုတွေလုပ်မယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ပြန်မယ်ပေါ့နော်ဒါဒီလိုရည်ရွယ်ချက်နဲ့ပဲကျွန်တော်ဘူးတလင်တိုင်းပြင်းထွက်မှာပဲကျွန်တော်တို့စပြီးတော့နှောက်ရှက်မှုတွေကိုဖြစ်ခဲ့ပါတယ် ိုင်ပြင်ကနေပြီးတော့ထွက်တဲ့အချိန်မှာကျွန်တော်ဒီဘင်းရဲ့မရောက်ခင်မှာတို့ဒီဟိုလှုပ်ကြံမဲ့အဖွဲ့တွေကအကျူတင်ရှိနေတယ်ဆိုတော့အပိုင်းအဲ့ဒီဟာမတွေ့ခင်မှာကျွန်တော်တို့ဒါဒီဒီဘင်းကြီးရွာမှာကျွန်တော်ရောက်တဲ့အခါမှာကြီးရွာရဲ့ထိတ်မှာဘုံကြီးနှစ်ပါးကဒါနှစ်ရက်သုံးရက်ရှိနေပါပြီစောင့်နေတာဒကမာကြီးနှုတ်ခွန်းဆက်စကားလေးပြောပြပါဦးဆိုတဲ့အခါမှာကားလေးအချိန်တက်ခါချီသေးတယ်နောက်မှာပါလာတဲ့ခုနကတော့ ယဟန်တုတွေနောက်ပြီးတော့ဆွမ်းအားရှင်တွေတန်ခါရဲ့အသင်းတွေဒါအားလုံးကနေပြီးတိုက်ခိုက်လာတဲ့အဲ့ဒီအင်အားကိုအဲ့ဒီချိန်ကြမှာကျွန်တော်တို့အင်အားဘလောက်ဆိုတာကဒါကျွန်တော်တို့သိရတယ်အဲ့ဒီချိန်ကြမှာဒါကျွန်တော်တို့ကိုဒါလောက်ကြံမှုတက်ဖြတ်ဖို့ဆိုတာကိုစတင်ပြီးတော့ကျွန်တော်တို့ပြီးခဲ့ရတယ်။ဟုတ်ကဲ့။အင်အားဘလောက်များလဲ။ရင်တော့ကတော့နှောက်ရှက်ယုံတက်တက်လူပဲ။အာထင်ခဲ့မိတာပေါ့နော်။ဟုတ်ကဲ့။ ဟုတ်ကဲ့ဟုတ်ကဲ့အင်အားဘလောက်များလဲခင်ဗျာသူတို့အင်အားယာနဲ့ချီပြီးတော့ကျွန်တော်900လောက်တော့ရှိမယ်ထင်တယ်ဗျာ900တထောင်ဝန်းကျင်လောက်တော့ရှိမယ်နောက်ကနေပြီးတော့ကားနှစ်စီးသုံးစီးနဲ့ကားကြီးတွေနဲ့ပြီးတော့အစတင်ပြီးတော့ကျွန်တော်တို့တိုက်ခိုက်တာပေါ့နော်အဲ့ဒီကြီးရွာမှာဆရာတော်နှစ်ပါးနေပြီးတော့မှဒီမြစ်တရက်ခတ်တဲ့ခါကျတော့အန်တီကစကားပြောဖို့ ပြင်ဆင်နေတဲ့အချိန်မှာတိုက်ခိုက်ခံရတာလားဗောနော်အန်ဒီကဒီကားအပြင်မှာလားဒါမှမဟုတ်ကားထဲမှာပဲရှိနေသေးလားတိုက်ခိုက်တာရောဟိုဘယ်လိုပုံစံတိုက်ခိုက်ခံရတာလဲဥမာကားဟိုဒီဝိုင်းပြီးတော့မှဒုတ်တွေနဲ့ရိုက်နေတာမျိုးလားအဲ့ဒီအဖြစ်အပျက်လေးကိုအခုနည်းနည်းပြန်ပြောပြပေးပါလားဟုတ်ကဲ့ဟုတ်ကဲ့အဲကျွန်တော်တို့ဒီဘုံကြီးနှစ်ပါးကဗောနော်ဘုံကြီးနှစ်ပါးကမေတ္တာရက်ခံတဲ့အခါမှာမေတ္တာဆန်းသူကြီးက ဒါပြန်လဲပြီးတော့နှုတ်ခွန်းဆက်စကားပြောမယ်ဆိုပြီးတော့ကားအရှိန်တက်ခါရှိပါသေးတယ်ကားထဲမှာပဲရှိပါသေးတယ်အဲအဲ့ဒီခြေနေမျိုးမှာကျွန်တော်တို့နောက်ကနေပြီးတော့ဒါရိုက်ခံရတဲ့ကျွန်တော်တို့ရဲ့ကားရန်ပေါ့ကားထဲမှာပါလာတဲ့ဒါចောင်းလူចောင်းသားတွေပါလာတဲ့ပြည်သူလူထုတွေပါလာတဲ့ကျွန်တော်တို့ပါတီဝင်တွေပါလာတယ်ပေါ့နော်အခြေအနေမျိုးတွေဒါဖြစ်လာမှာဆိုတဲ့အတွက်ကြောင့်မို့လို့အဟန့်အနေနဲ့အားလုံးကလည်းပဲအတော်ဆန်းစုကြည်ကိုစိုးရိမ်ပူပန်တဲ့အနေနဲ့လိုက်ပါ ပို့ဆောင်ခဲ့ကြတဲ့အဖွဲ့တွေပေါ့ဒါတွေအားလုံးကကျွန်တော်တို့နောက်ကနေပြီးတော့ကျွန်တော်တို့အစတင်ပြီးတော့ရိုက်နေခံရတယ်ဟိုတုတ်တွေနဲ့ဝိုင်းရိုက်ကြတယ်ဝချုံနေတဲ့ဒီသာသမာတယောက်ဆိုလို့ရှိရင်မျက်လုံးကနေထိုးလိုက်တာဟိုဘက်ကနေပြီးတော့ပေါက်ထွက်တဲ့အဆင့်ထိတခါတည်းထိုးချပလိုက်တာပေါ့နော်ဒါအဲ့ဒီနေရာမှာတင်ပွဲချင်းပြီးတည်သွားတယ်နောက်ဒီဓာတ်ပုံဆရာဆိုလို့ရှိရင်လည်းခေါင်းကိုကြည်ပြီးတော့အာဟိုပေါ့နော်ဒါဥပုံအောင်မှမရှိတော့တဲ့အနေထားမျိုးအဆင့်ထိ အဲရိုက်နိုင်ခံရတာမျိုးတွေ။နောက်နေရာတွေမှာပဲပွဲချင်းပြီးကျွန်တော်တို့ကအသက်ဆုံးရှုံးခဲ့ရတဲ့အနေအထားမျိုးတွေရှိပါတယ်။အဲအဲ့ဒါမျိုးတားပြီးတော့တောင်ဆန်းစုကြည်နားကိုအဲចောင်းသားတွေရောက်လာတယ်။ចောင်းသားတွေရတော့မှတွေ့တဲ့ခဲနဲ့ပြန်ထူမယ်ဆိုရင်တော့မှမတုံ့ပြန်နဲ့တော့ကြာနေငါတို့ကခိုက်ရန်ဖြစ်ပွားပြီးတော့ငါတို့ကိုဒါအပြစ်ဖို့ချလိုက်မယ်။တောင်ဆန်းစုကြည်ကတော့ဒါငင်းကျဲတဲ့နည်းနဲ့ပဲ အဒီနေရာနေပြီးတော့သွားဖို့အတွက်ပဲသူကြီးရဲတဲ့နဲ့တူပါတယ်အားလုံးကိုတားပါတယ်အဲတားတဲ့အခါမှာအားလုံးကလည်းပဲဒါမလုပ်ပါဘူးအဲအားလုံးကလည်းပဲဒီတိုင်းပဲတချို့ဆိုလို့ရှိရင်ဒုတန်ရဲနဲ့ရောက်လာတာတွေရှိရဲတော့ဒုတန်ရဲနဲ့ပြည်လာတဲ့နေထိုင်မှုလေးတွေလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကတော့ဒါဘဝဥတည်မှုကနေပြီးတော့ကျွန်တော်တို့ကားနာလေးကို ရောက်လာတယ်အဲ့ဒီဖုန်ကြီးတွေကလည်းပဲအဲဘေးမှာပေါ့နော်ဒါ BMW ကားလည်းပေါ့ဒါဒေါ်စားသူကြီးကဒေါ်စားသူကြီးကား အဲ့နဲ့ဘဘဦးတူကလည်းမင်းတို့ဘာလုပ်လို့လဲဆိုတော့ဘာလုပ်လို့ကွာဒါတော်စင်းကြီးကဆိုရိုက်ဆိုပြီးတော့သူတို့စပြီးတော့ရိုက်ပါလေဟိုအန်ဒီယာရောအဲ့ချိန်မှာမောင်းထွက်ဖို့တခုအကိုပြောတာရှိလားဒါမှမဟုတ်အကိုကရောဒီဟာလုံးဝလုံးကြံခံရပြီးအတန်အနေကိုကြုံရပြီးနော်ကိုကောင်းတော့ငောဒီအားလုံးကအတန်အနေကြုံရပြီးဆိုအကိုကရောဒီလွတ်မြောက်ဖို့အတွက်ဘယ်လိုကြိုးပမ်းအားထုတ်ခဲ့လဲအန်ဒီယာမောင်းထွက်ခိုင်းလို့လားဒါမှမဟုတ်အကိုပဲကိုစိတ်နဲ့ပဲကိုမောင်းထွက်ကြိုးပမ်းခဲ့တာလားအဲ့ဒီခုနအကိုပြောတဲ့အချင်းတည်းလေး ဟိုပြန်ပြောပြပေးပါဟုတ်ကဲ့ဟုတ်ကဲ့ဒီလိုအခြေအနေမျိုးမှာကကျွန်တော်အတိရဲ့အမိန့်ကိုလည်းကျွန်တော်ကြည်ပါတယ်စောင့်ပါတယ်စောင့်တဲ့အခါမှာအဒီအနေနဲ့ကဒါစဉ်းစားနေတဲ့အနေအထားမျိုးလို့ကျွန်တော်ကယူဆပါတယ်စဉ်းစားနေတဲ့အနေအထားမျိုးဆိုတာကနောက်မှာကကျွန်တော်တို့ကမောင်းမောင်းနောက်ကလှုပ်ချန်နေတယ်လို့သူအမိန်ပေးမယ်မောင်းခိုင်းမယ်ဆိုလို့ရှိရင်လည်းပဲနောက်မှာကဒါကျွန်တော်တို့ရဲ့ ဒါပြီးဟွာပေါ့နော်ဒါပါတီဝင်တွေပြည်သူလူထုတွေအခြံထားပြီးတော့ပြီးတယ်ဆိုတော့ဖြစ်ပြန်မျိုးသူမလိုလားတဲ့သဘောတော့ရှိနေအဲမမောင်းနဲ့ဆိုလို့ရှိရင်လည်းပဲဒါကျွန်တော်တို့ကအတိခံရတော့မဲ့အနေထားမျိုးတော့ဖြစ်နေတယ်အဲဒါကိုကျွန်တော်ကသုံးသပ်မိပါတယ်သဘောပေါက်လိုက်တယ်သုံးသပ်မိပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့သုံးသပ်မိတဲ့အခါမှာကျွန်တော်ကလုပ်ဖို့အဆင့်တစ်ခုတော့ရှိတယ် ရသလောက်ယုံထွက်မယ်ဒါမှမဟုတ်ရသလောက်ပြန်တိုက်ခိုက်မယ်ပြန်တိုက်ခိုက်ပြီးတော့ဟိုနောက်ပိတ်ဆုံးမရရင်တော့မှဒါဟိုပေါ့နှစ်ယောက်တစ်ယောက်တော့ပြန်ချမယ်ဆိုတော့လူငယ်စိတ်တော့ကျွန်တော်ရှိတာပေါ့နော်ဟုတ်ကဲ့ဒါလူငယ်စိတ်တော့ရှိတယ်အဲပြီးပြီဆိုလို့ချင်းလွမြောက်တဲ့အထိဟိုဟိုပါပေါ့နော်ဟိုစိတ်ကူးတာပေါ့ဗျာအဲ့ဒီတုန်းကတော့ဒါမေတော်ဆန်းစုကြည်ကရင်းလာရင်တော့မှကျွန်တော်တို့ကချုပ်ပြီးတော့ကျွန်တော်ကမှထမ်းပြေးဖို့အဆင့်တီတောင်မှကျွန်တော်တို့ကစဉ်းစားတယ်ဟုတ်ကဲ့ ။ဟန်ဒီဘာကျွန်တော်တို့ကစဉ်းစားထားတဲ့အနေအထားမျိုးပေါ့။အဲဒါပေမဲ့အဲ့ဒီဆင့်တော့မရောက်ပါဘူး။အဲကျွန်တော်ကားကိုနောက်ကိုဆုတ်လိုက်တယ်။ဆုတ်ပြီးတော့ကြီးလိုက်တဲ့အခါမှာကျွန်တော်တို့ဖွဲ့ဒီအားလုံးကတချို့မှောင်နေတာတွေရှိတယ်။တခံပြီးတော့ဒေသရဲနဲ့အောက်မှာငုတ်တုတ်ကြံနေရှည်တချို့ကြလည်းမေ့လဲနေတာမျိုးတွေကျွန်တော်တွေ့ခဲ့ရတယ်။အဲ့ဒီခါမှာကျွန်တော်ကဟိုသူ့မှာမတိုက်မိပါဘူး။အားလုံးရှောင်ကွင်းပြီးတော့ကျွန်တော်လွတ်အောင်ကျွန်တော်ကားတွေအရှိ ျက်စိရှိနေတာဖြစ်တဲ့အတွက်အကားတွေရောလူတွေရောအကုန်ရှောင်ပြီးတော့ကျွန်တော်စတင်ပြီးတော့ကျွန်တော်ထွက်ခဲ့ပါတယ်ကျွန်တော်မထွက်ရင်လည်းပဲတခြားကားတွေကထွက်မှာမဟုတ်ဘူးအဲဒါကြောင့်ကျွန်တော်အနေနဲ့ကတော့ဆုံးဖြတ်ပြီးထွက်မှာရတော့မယ်ဆိုပြီးတော့ကျွန်တော်ဒါဆုံးဖြတ်ပြီးထွက်တဲ့သဘောပါဗျဟုတ်ကဲ့ဟုတ်ဆိုတော့အဲ့ဒီဟိုမောင်းထွက်သွားပြီးတော့ဒီအန္တရာယ်ကနေလွတ်သွားပြီးတော့ဟိုဘာတွေဆက်ကြုံတွေ့ရသေးလဲအကိုဟိုဆက်ပြောပြပေးပါဟုတ်ကဲ့အဲ့ဒီကနေပြီးတော့ကျွန်တော်တို့မောင်းသွားပြီးတော့5မိနစ်လောက် လိုတဲ့အခါမှာအာရဲစခန်းအရှိတကူမှာတက်ကွင်းတကူကိုကျွန်တော်တို့တွေ့ကြရတယ်။နောက်မှသိရပါရဲစခန်းနားလေးလို့သိရတာ။ဟုတ်ကဲ့။အဲတက်ကွင်းတကူမှာကကျွန်တော်တို့တွေ့ရတယ်ဆိုတာကကားသုံးစီးပေါ့ကားသုံးစီးကအရှိမဒါမီးထိုးပြီးတော့ဒီဘက်လည်းမလာဘဲနဲ့ရက်နေတာကဒါမယိုးသားဘူးဆိုတာကိုကျွန်တော်နံပါတ်1တွေ့လိုက်တယ်အဲ့ဒီမှာကျွန်တော်ကကားနာလေးအထိပြီးတော့တဲ့တယ်ပဲမောင်းလိုက်တယ် မောင်းပြီးတာနဲ့ကျွန်တော်ကညာဘက်ကိုကျွန်တော်ကကိုွေလိုက်တဲ့အခါမှာကားသုံးစီးကိုလည်းညာဘက်ကိုချိုးပြီးတော့နီးနားရောက်မှညာဘက်ကိုချိုးပြီးတော့အရှိတတဲ့ထက်မောင်းတဲ့အချိန်မှာကျွန်တော်ဒီဒုတ်တွေနဲ့လူအုပ်ကြီးကိုစတွေ့တာပဲဟုတ်ကဲ့ညာဘက်မှာရှိနေတဲ့လူအုပ်ကြီးကိုကျွန်တော်တွေ့တယ်လူကတော်တော်များတယ်ဗျ900နဲ့1000ကျားလောက်တော့ရှိမှထင်တယ်ဒုတ်တွေနဲ့အပြည့်ပဲကျွန်တော်ကလူအုပ်ကြီးကို ကျွန်တော်တဲ့တဲ့ကြီးကျွန်တော်ကရှောင်လိုက်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ကိုဒါဝိုင်းရိုက်တော့မှတေချာနေပြီ။ဘာကြောင့်လဲတေချာလဲဆိုတော့အရင်နေရာမှာကျွန်တော်တို့ကတက်ခက်ခံရတယ်ဆိုတာတေချာတလောက်ဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဒါဆက်မောင်းသွားလိုက်တယ်။ဆက်မောင်းသွားတဲ့အခါမှာဒီလူအုပ်ကြီးကနေပြီးတော့ဒါကျွန်တော်တို့ဒါရိုက်တော့မယ်ဆိုတာတေချာနေပြီ။တေချာနေပြီဆိုတော့ကျွန်တော်တို့ကဒါခုခံမှုနဲ့ဒါဖောက်ထွက်ဖို့ပဲ စဉ်းစားရမယ်ဆိုတာကျွန်တော်တို့နားလေလိုက်တယ်ပေါ့နော်နားလေလိုက်တယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကဒီလူအုပ်ကြီးတဲကိုကျွန်တော်ကအဲ့ဒီကားကို ပြစ်မောင်းပလိုက်တယ်ပြစ်မောင်းပလိုက်တယ်လူအုပ်ကြီးကအဲ့ဒီအချိန်မှာသူကညာဘက်မှာရက်နေတဲ့လူအုပ်ကြီးကအဲ့ဒီရက်နောက်ဘက်ကိုညာဘက်ကိုထပ်ပြီးတော့အုံးနဲ့အဝေးကိုသူကရှေ့ပြီးတော့အဲဆုတ်သွားကြတယ်အဲဆုတ်သွားတဲ့အချိန်ကျမှကျွန်တော်ကလမ်းပေါ်ကိုဖက်ကနေပြန်တက်ပြီးတော့ပြန်မောင်းမယ်လို့တဲ့အချိန်မှာဘယ်ဒီဂိတ်တွေကျွန်တော်တွေ့ရပါတယ်တန်ဆူးချိုးဂိတ်တွေပေါ့ ်ကဲတန်စီကျောက်ဂိတ်ဒီတွေ့တဲ့အခါမှာအဲအဲ့ဒီအချိန်မှာကျွန်တော်ကညနေတော့တွေ့ဝေသွားတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီညာဘက်မှာကျွန်တော်ညာဘက်မှာလည်းမှန်မရှိတော့ဘူးနောက်ဘက်မှာလည်းမှန်မရှိတော့ဘူးအဲ့အဲ့အဲ့မှန်မရှိတဲ့နေရာတွေကိုကျွန်တော်တို့ပြစ်လိုက်တယ်ပေါ့နော်ဒါဟိုတနတ်တန်တွေလည်းအဲ့ဒီနေရာမှာကြားတယ်နောက်ကနေပြီးတော့အဲ့ဂဲတွေနဲ့ပြစ်တာတွေနောက်ပြီးတော့ဒုတ်တွေနဲ့ပြစ်လိုက်တာတွေဒါတွေအားလုံးကကျွန်တော်ဒီနှစ်ထင်းမှာပေါ့နော်ဒီဒီညာဘက်နှစ်ထင်းမှာအခုချိန်ထိအနေရရှိပါသေးတယ် လည်းရှိပါသေးတယ်။အဲ့ဒီကနေပြီးတော့ကျွန်တော်စက်မောင်းမယ်လုတ်တဲ့အချိန်မှာ very gate ကို တွေ့တယ်။ very gate ပါကျွန်တော်တို့ကတခါတိုက်ပြလိုက်တယ်။တိုက်ပြတာနဲ့ကျွန်တော်ကစက်မောင်းမယ်လုတ်တော့ကားတွေနဲ့ထပ်ပိတ်ထားတယ်။ကားကလူသွားလန်းလုတ်ထားတယ်နဲ့တူပါတယ်။အဲ့လူသွားလန်းလုတ်ထားတဲ့ကားဟိုပါပေါ့6ပေကျော်လောက်တော့ရှိမှသူလူသွားလန်းလေး။အဲ့ဒီဟာကျွန်တော်ကားနဲ့ကွက်တီဝင်သွားတယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒီကားကြားထဲကနေပြီးတော့ကျွန်တော်လွတ်သွားတယ် က်သွားပြီးတော့စက်မောင်းမယ်လို့တဲ့အချိန်မှာကျွန်တော်တို့ရဲ10ရောက်လောက်ရှိမှကျွန်တော်တို့တနက်နဲ့တန်းစီပြီးတော့ချိန်ထားပါတယ်အဲအရှိကနေပိတ်ပြီးတော့ဟုတ်ကဲ့ပိတ်ပြီးတော့တနက်နဲ့ချိန်ထားတဲ့အခါမှာကျွန်တော်ကအဲမထူးပါဘူးငါတို့ကဒီနေရာမှာအတိခံမဲ့တူတူတော့ဆိုပြီးတော့ကျွန်တော်ကဒီစက်မောင်းပါတယ်စက်မောင်းတဲ့အခါမှာသူတို့ဒီရဲတွေကဒိုင်မင်းတွေထိုးပြီးတော့ရှောင်တယ်ကြောင်ပြီးတော့နောက်ကနေတနက်နဲ့ပြစ်ကြံခဲ့တယ်ပေါ့နော်တနက်တွေပြစ်ပြီးကြံခဲ့တယ်ကျွန်တော်တို့ကတော့ဆက်မောင်းထွက်သွားလိုက်တယ်ပေါ့ အခုတမောင်းထပ်သွားလိုက်တယ်သူတို့တိုက်တိုက်မိသေးလားအဲမတိုက်ခိုက်မိပါဘူးသူတို့ဒိုင်မင်တွေထိုးပြီးတော့ရှောင်တဲ့အပေါ်မှာကျွန်တော်တယောက်မှမထိခိုက်မိပါဘူးကျွန်တော် တို့မောင်းတဲ့အခါမှာဟုတ်ဟုတ်ကဲ့အဲအဲ့ဒီအနေမှာကျွန်တော်တို့လွတ်သွားတယ်ပေါ့ဗျာဟုတ်ကဲ့ကိုဆိုတော့ဒီတက်ကွင်းနှစ်နေရာပေါ့နော်ဒီနှစ်နေရာကနေလွတ်မြောက်ပြီးတော့ဟိုဘာဆက်ဖြစ်သေးလဲအဲ့ဒီအချိန်မှာအန်တီယာရောဘာပြောလဲဟုတ်ကဲ့ကျွန်တော်ကားပေါ်မှာကပထမနေရာမှာတင်ကို ပါလာတဲ့ဒါအကြောင်းသားလေးတွေပါလာတယ်နောက်ပြီးကျွန်တော်တို့ပါတီဝင်ပေါ့လုံလုံကြီးအဖွဲ့တွေပါလာတယ်အားလုံးအန်တီအပါဝင်16ယောက်ပေါ့16ယောက်ကျွန်တော်တို့ကားပေါ်မှာပေါ့ကျွန်တော်ရောအန်တီရောအပါ16ယောက်အဲအဲကားပေါ်မှာအကုန်လုံးပြုံပြီးတော့ပါလာတာတွေ့ရတယ်နောက်အဲ့ဒီကနေပြီးတော့အဲ့ဒီတန်စုကျိုးတွေရော ခုနတုန်းကကလန်လိုက်တဲ့ပထမနေရာမှာကလန်လိုက်တဲ့ဒုတ်ပေါ့အဲ့ဒုတ်ကလည်းပဲတတိတိနဲ့ပါလာတာပေါ့အဲ့ဆောက်ကြီးပါလာတယ်ဆိုတာက ကျွန်တော်ကနောက်ဆုတ်လိုက်လို့မဟုတ်ရင်အရှိမဆိုလို့ရှိရင် CRI နဲ့လှည့်မရပြီးတော့မှတ်အောင်ဆိုတဲ့သဘောနဲ့သူကတော့လှုပ်လိုက်တာပဲအချာတော့ကွက်ကြကြတော့စီစဉ်ထားတာအဲ CRI နဲ့တိုက်တော့ကြာမှာဒုက္ခကလန့်လိုက်တယ်ပြီးမှဒီနောက်ကိုဝိုင်းရိုက်တယ်ဆိုတဲ့အခါကျွန်တော်တို့ကအဲ့ဒီမှာကြော်ရလိုက်တဲ့အရှိကိုသွားရင်ကျွန်တော်တို့ကားမှောက်ခြင်းမှာမမှောက်ခြင်းကျွန်တော်တို့က CRI လှည့်မရတော့တဲ့အနေအထားမျိုးဖြစ်အောင်လုပ်တယ်လို့ပဲကျွန်တော်တို့ကဟိုဒါယူဆရတယ်ပေါ့နော်ကျွန်တော်အနေနဲ့ အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ဒီဆက်ပြီးတော့ထွက်သွားတယ်ထွက်သွားပြီးတော့အာကျွန်တော်တောထဲကိုထိုးဝင်လိုက်တယ်ထိုးဝင်ပြီးတော့လူကြီးပေါ့နော်ဘယ်နှယောက်ကားပေါ်မှာဘယ်နှယောက်ပါလဲဘယ်သူတွေပါလဲဒါအန်ဒီကအကုန်စစ်ပါတယ်အဲမောင်းထက်သွားတဲ့အခါမှာကျွန်တော်တို့ရေဦးကိုရောက်ပါတယ်ရေဦးဟိုပါမရောက်ခင်ပေါ့နော်ဒါဒီတန်လန်းကူးမှာကျွန်တော်တို့ကိုဒါဘယ်ဒီဟိုပါဒီဝါးလေးနဲ့ပိတ်ထားတဲ့အဖိုးကြီးနှယောက်ကိုတွေ့တယ် ဘုန်းကြီးယောက်ကတော့ချာဟွာပေါ့ကားတွေပေါ့နော်ကားတွေအားလုံးကိုလည်းပဲပိတ်ထားတယ်ဆိုပြီးတော့ပြောပါအဲ့ဒီမရောက်ခင်မှာအန်ဒီပြောတာတခုရှိပါတယ်ဒီမြို့တမြို့ကိုကျွန်တော်တို့သွားခိုင်းပါတယ်ဒီဘယင်းမြို့တဲကိုကျွန်တော်တို့သွားခိုင်းတယ်ဘယင်းမြို့ရောက်ပြီဆိုတာနဲ့တဆိုင်ရာတာဝန်ရှိတဲ့သူတွေနဲ့အန်ဒီတွေ့မယ်စကားပြောမယ်ပေါ့နော်ဒါဒီဒီလိုမျိုးလောက်တဲ့အခါမှာကျွန်တော်တို့အားလုံးသောဟိုပါလာတဲ့သူတွေအားလုံးကဘယင်းမရောက်ဘူးတဲ့အခါမှာရေဦးကိုရောက်သွားပါတယ် မောင်းရင်မောင်းရင်နဲ့ဂျေဝူရောက်တဲ့အချိန်မှာလည်းပဲကျွန်တော်တို့အဲ့လိုပေါ့ခုနကတော့ water gate လေးတွေ့တယ် water gate လေးမှာအဖိုးကြီးနှစ်ယောက်တွေ့တယ်အဖိုးကြီးနှစ်ယောက်ကကားတွေကိုဘယ်သူကမှဝင်ခွင့်မပေးဘူးတိုင်းမှုကပြောထားတယ်ပညာနဲ့ဆိုတာနဲ့ကျွန်တော်စောင့်နေတယ်ဒါတော်သာသူကြီးကားပါအဲပြန်ပြီးတော့ဟိုသတင်းပို့လိုက်ပါဒီမှာစောင့်နေပါတယ်ဆိုပြီးတော့အဲအဲ့ဒီအချိန်မှာသူတို့နောက်ကနေပြီးတော့ဒါဒီဖြစ်စဉ်ဖြစ်တဲ့နေရာကနေလိုက်လာတဲ့ဒါဒီ ဟောပေါ့ဘုံမူးပေါ့နော်ဘုံမူးကြီးတယောက်ကရောက်လာတယ်ရောက်လာပြီးတော့အဲကျွန်တော်တို့ဒီမသွားခင်မှာလည်းပဲကျွန်တော်တို့လည်းပဲပြင်ဆင်တယ်ပေါ့နော်အဲတန်လန်းတကားပါသူကထပ်ပိတ်လိုက်တယ်ပြီးပြီဆိုလို့ရှိရင် တက်ကနေပြီးတော့ပတ်ပတ်လေကျွန်တော်တို့ကိုဝိုင်းလိုက်ပါတယ်အစစ်တက်ကနေပြီးတော့ကျွန်တော်တို့ကိုဝိုင်းလိုက်ပါတယ်ဝိုင်းပြီးပြီဆိုတော့ကျွန်တော်ဗေဒီဂိတ်တွေပြန်ချတယ်အဲအဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ဒေါ်စာစုကြည်ကာလာပေါ့အဲတန်းဟန်လာမသိ ုံမူကြီးဒုတိယပုံမူကြီးလားပုံမူကြီးလားမသိအဲ့တုန်းကတော့ဟုတ်ကဲ့အဲသူကနေပြီးတော့ကျွန်တော်တို့ကိုဒါတနက်ထောက်ပြီးကျွန်တော်ကျွန်တော်နှစ်ထင်ကိုတနက်နဲ့ထောက်ပြီးတော့မင်းတို့ကဒေါန်ဆန်းစုကြည်ကလာကွာငါတို့နဲ့လိုက်မလားဆိုတော့ကျွန်တော်ပြုံးပြပါတယ်ပြုံးပြပြီးတော့အန်တီကိုကြည်လိုက်တဲ့အခါမှာအန်တီကကောင်းကြီးပြပြီးတော့အေးလိုက်ခဲ့မယ်ဆိုပြီးတော့ကျွန်တော်ကပြောလိုက်တယ်ပြောလိုက်တဲ့အခါကျမှအားလုံးကျွန်တော်တို့ကားပေါ်တက်ပြီးတော့သူတို့ကရှေ့ကားနောက်ကားနဲ့ကျွန်တော်တို့ရေဦးအချုပ်ထဲကိုကျွန်တော်တို့ပို့လိုက်ပါတယ် ဒီဥအချုပ်တဲ့ပို့တဲ့အခါမှာလည်းပဲဒါတော်ဆန်းစုကြည်နဲ့အတူကျွန်တော်တို့အတူရှိနေတယ်အန်တီနဲ့လည်းအတူရှိနေတယ်အဲ့ဒီအချိန်မှာတက်တေလာထွက်တဲ့ဒါတက်တေထွက်တဲ့ဒါလူကြီးရောက်လာတယ်၅ယောက်လောက်အဲ့လူကြီးတွေအားလုံးရဲ့လက်ညာဘက်မှာလည်းပဲတက်တေအဖြစ်လာရောက်တဲ့သူတွေရဲ့ညာဘက်မှာလည်းပဲလက်ပတ်အဖြူတွေပါပါတယ်ကျွန်တော်ရိုက်တဲ့သူတွေရဲ့ညာဘက်မှာလည်းပဲလက်ပတ်အဖြူတွေပါပါတယ်အဲဒီလိုလက်ပတ်အဖြူတွေပါတဲ့သူတွေတက်တေလောက်မယ်ဆိုတော့ကျွန်တော်တို့ဒါ ဒါသူတို့လုပ်တယ်ဆိုတာထင်ရှားပါတယ်ကျွန်တော်ဒေါန်ဆန်းသူကြီးကသူတို့နဲ့တွေ့တဲ့အချိန်မှာပြောပါတယ်တတ်မယ်ဆိုလို့ရှိရင်ငါကလေးတွေနဲ့အတူဒီနေရာမှာတင်တက်ပလိုက်အဲမင်းတို့ဖြည့်ရှင်းမယ်ဆိုလို့ရှိရင်တော့အဲမင်းတို့ဖြည့်ရှင်းဖို့အသင့်ရှိနေတယ်ဆိုလို့ရှိရင်တော့ဖြည့်ရှင်းပါဆိုပြီးတော့ဒေါန်ဆန်းသူကြီးကပြောပါတယ်ပြောတဲ့အချိန်မှာအဲကျွန်တော်တို့ဒေါန်ဆန်းသူကြီးအတိတ်တန်ခေါ်ပါတယ်ဒေါန်ဆန်းသူကြီးကမလိုက်ပါဘူးအဲဒါကိုကျွန်တော်တို့ကဖြည့်ရှင်းကြပါတယ်ဒီကိစ္စတွေကိုစူးနေဖို့ပါအ ဘာညာဆိုပြီးခေါ်ပါတယ်။အဲ့ဒီအချိန်မှာဒီကျွန်တော်တို့တက်တည်အနေနဲ့ခေါ်သွားပါကိုသုံးမြင့်နဲ့ကိုထွန်းစတော်ကို ခေါ်သွားပါတယ်။အဲခေါ်သွားပြီးတော့ကျန်တဲ့သူတွေကိုကြတော့အချုပ်ထဲကိုထည့်လိုက်ပါတယ်။တော်နဲ့ကိုသက်ထွန်းနောက်တစ်ယောက်ရှိမယ်။အဲသုံးယောက်ပေါ့ကိုကိုမိုးတော်ပေါ့ဒါသူတို့၃ယောက်ကတော့ကျွန်တော်တို့ကျွန်တော်တက်တည်အနေနဲ့၂ယောက်ထားပြီးတော့ကျွန်တော်ကားပေါ်မှာပါတဲ့ပစ္စည်းပစ္စယတွေတင်စီပါတယ် ော်တက်တည်အဖြစ်သူတို့ဒါဇင်းရင်သွင်းပါတယ်ပေါ့နော်တက်တည်ကဇင်းရင်သွင်းပါတယ်ဇင်းသွင်းပြီးတော့ကျွန်တော်ကိုအချုပ်ခန်းထဲထိလိုက်တဲ့အချိန်မှာခုနကတုန်းကအန်တီနဲ့လိုက်သွားတဲ့ကိုထွန်းမြင့်နဲ့ကိုထွန်းစောတို့အချုပ်ခန်းထဲမှာရောက်နေပါပြီအဲအဲ့ဒီနေရာမှာတစင်အန်တီကိုချားနေရာပို့လိုက်ပြီဆိုပြီးတော့ကျွန်တော်ကြားပါတယ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့အန်တီနဲ့ဒါကွဲသွားတယ်ပေါ့နော်အဲ့ဒီနေပြီးမှကျွန်တော်တို့ကိုဒါရွှေဘိုးထောင်ကို ပို့ပါတယ်အဲ၂ရက်လောက်နေမှကျွန်တော်ရွှေဘိုးထောင်ပို့ပါတယ် ချုပ်ခန်းထဲမှာကျွန်တော်တို့ကိုဒါထမင်းမကြွေးပဲနဲ့ဒါရဲတွေအစပေါ့နော်။ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ဒါကျွန်တော်တို့ကိုပုတ်ခတ်ပြောဆိုတာတွေအစကျွန်တော်တို့ကိုဒါကြီးတက်တဲ့ပြောတာတွေအစဒါသူတို့ဒါပါဝင်ပတ်သက်နေတယ်ဆိုတာပေါ်တွင်ထင်ရှားပါတယ်။ပေါ်လွန်ထင်ရှားပါတယ်။ပြီးတော့ကျွန်တော်တို့အချုပ်ခန်းထဲမှာနေပြီးတော့ထောင်ကိုပို့ပါတယ်ရွှေဘူထောင်ပို့ပါတယ်ရွှေဘူထောင်မှာလည်းအချုပ်သားတွေနဲ့အတူကျွန်တော်တို့ကို ထားပါတယ်။ ပြီးပြီဆိုအဲ့ဒီကနေပြီးတော့ခန္တီထောင်ကိုလေရင်နဲ့ပို့ပါတယ်ဒါဒီဒီစဆက်ရနာရှင်အပါဝင်တဲ့ပေါ့နော်ဒါပုံကိုယ်ဒီအားလုံးမှာဒါပါဝင် ပတ်သက်နေတယ်ဆိုတာပေါ်လွင်ထင်ရှားပါတယ်ဗျဟုတ်ကဲ့ဟုတ်အချုပ်တွေထောင်းနေဘလောက်လောက်ကြာကြာနေခဲ့လိုက်ရသည်အဲထဲမှာဟုတ်ကဲ့အဲကျွန်တော်တို့စတင် ချုပ်နောင်ပြီးတော့ကြောရေးတလကြောလောက်ကျွန်တော်တို့နေရပါတယ်အဲ့ဒီကနေပြီးမှကျွန်တော်အချုပ်ခန်း ာ6လပေါ့ကျွန်တော်နေရပါလေဗျ။ဩအဲ့ဒါပြီးတော့ပြန်လွတ်လာတာပေါ့နော်။ဟုတ်ကဲ့အဲ့ဒါပြီးတော့အန်ဒီရဲ့ဒါတောင်းဆိုမှုရကျွန်တော်တို့ဒီအားလုံးကိုပြန်လဲလွတ်မြောက်လာတယ်။နောက်ပြီးတော့ ICRC လည်းဒါဝင်လာတဲ့အနေအထားမျိုးလေးလည်းပါပါတယ်။ဟုတ်ကဲ့။ဒီလှုပ်ချံတက်ဖြတ်မှုမှာတပင်းလှုပ်ချံတက်ဖြတ်မှုမှာဒီအဓိကလက်တယ်ကတော့စစ်တပ်ပဲပေါ့နော်။ဒါကိုလည်းကျွန်တော်တို့တွေပြန်တီးခဲ့ရတယ်။အခုဒီ ဆယ်စုနှစ်တည်းနှစ်ခုလောက်ဖြစ်လာတဲ့အခါမှာလဲထပ်ပြီးတော့မှစစ်တပ်ကအခုမင်းအောင်လိုင်ဆိုလို့ရှိရင်လဲဒေါန်သန်းသူကြည်တို့ဒါဖန်စီအကျင့်ချခဲ့တာရှိတယ်။ဒီခါကျတော့စစ်တပ်အနေနဲ့ကဟိုဒေါန်သန်းသူကြည်ပေါ်မှာခုလိုမျိုးအညိုတကြီးနဲ့ဟိုဒီလိုမျိုး လုပ်နေတာဘာကြောင့်လို့အခုယူဆပါလဲ။အဲဒီကကတော့အာနာယူတဲ့သဘောပါဗျ။အာနာမမောတယ်။အာနာကိုမမောတဲ့အတွက်ကြောင့်မို့လို့လဲပဲ။ဒါအာနာသိမ့်မှုတွေကိုလုပ်တယ်။ ါခေအဆက်ဆက်မှာလည်းပဲဒါတယောက်ပြီးတယောက်ဒါဒီလက်နက်ကင်ပြီးတော့ဒီအာနာကိုယူပြီးတော့အာတိတ်စီခဲ့တယ်တိတ်စီတဲ့အခါတိုင်းမှာလည်းပဲပြနာတိတ်တဲ့အခါတိုင်းမှာလည်းပဲပြည်သူလူထုကဒါမဖွင့်ပြိုးမတိုးတက်ဖဲနဲ့ဒါနှိမ့်ကြတဲ့ဘဝကိုအစဉ်ပြီးတစ်ဆင့်ဒါရောက်ခဲ့တာဆိုတာလည်းပဲပြည်သူလူတရလုံးအသိပါပဲ